အွန်လိုင်းဆိုင်ရထုတ်ပွဲနဲ့ပတ်သက်ပြီးတော့အရေးပေါ်ပြောင်းလဲမှုတွေဖြစ်ပေါ်နေလို့တနိုင်ကလုံးဝပြည်သက်တွေကိုအရေးပေါ်ပြန်လဲသစ်ဆက်ပေးခြင်းပါရီအခုအွန်လိုင်းဆန်ကရောသူရဲ့နီးပြဖွဲ့ရီရောဖီးနဲ့တော့သူရဲ့အချက်ဆုံးငယ်ချင်းတွေနဲ့အတူတူဒါဘန်ကောက်မြို့ကို ရောက်ရှိနေပြီးတော့ဒါမကြာခင်မှာထိုးသက်တော့မယ်တော့လီနေမနေ့ပိုင်းမှာထိုးသက်မယ်159ပြိုင်ပွဲကြီးအတွက်စဉ်သင့်ဖြစ်နေပါပြီဆရာအွန်လိုင်းဆိုင်နီးပြကြီးဖြစ်တဲ့ဟင်နရီဟုတ်ကလေဘန်ကောက်မြို့ကိုရောက်ရှိနေပြီး ဟင်ဒရီဟူဟာဆိုရင်တော့ဖြစ်အာရူဂန်နဲ့ပွဲမှာကြတော့လိုက်ပါနိုင်ခြင်းမရှိခဲ့ဘူးเนาะအွန်လိုင်းအဆက်နေတယ်ဒါရှမင်းအာဒိုဂန်ကိုနီးပြမပါဘင်းနဲ့ရှင်ပြိုင်ထုတ်သက်ခဲ့ရတာပဲဖြစ်ပါတယ်เนาะဒီပွဲမှာတော့ဟင်ဒရီဟူကိုရင်ကအွန်လိုင်းအဆက်နောက်ဆုံးထိုးပွဲကြီးဆိုတော့ဗောလေသူအနေနဲ့ဒါအသက်ရွယ်ပိုင်းဆိုင်မှာတော်တော်လေးကိုကြီးနေပြီဖြစ်တဲ့အတွက်အွန်လိုင်းအဆက်နီးပြတော့เนาะဒါနီးပြလောက်ကနေနားဖို့တောင်းယူရထားပေမဲ့အခုချိန်မှာတော့သူရဲချေရတဲ့เนาะဒါသူနီးပြခဲ့တဲ့အွန်လိုင်းအဆက်ရဲ့နောက်ဆုံး ိုးဝေးကြီးဆိုတော့မဖြစ်ဖြစ်အောင်လာပြီးတော့ online အဆန်ကိုလေ့ကျင့်ပြင်ပေးနေတာကိုလည်းကျွန်တော်အနေနဲ့တွေ့ရတယ်။အင်မတန်မှဝမ်းမြောက်မိတယ်ပေါ့နော်။ဆိုတော့အခု online အဆန်နဲ့ထိုးသက်ရမယ်ခက်ဒစ္စတန်က အခုဈေးုံမှာခဏသက်နေရပြီးတော့နေမကောင်းဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့လေဒါပွဲပြက်မလားဆိုပြီးတော့ online ပေါ်မှာရေးသားပေါ်ပြနေကြတာကိုတွေ့ရပါတယ်နော်ကာဒက်စတန်နေမကောင်းတဲ့တပ်ပုံကိုလည်းကျွန်တော်နေနေဒါဟိုဒီဗီဒီယိုမှာထည့်ပေးထားပါတယ်ဆိုတော့ online အဆန်းကဒီပွဲကိုလုံးဝအပြစ်ခံစေခြင်းမှာမဟုတ်ဘူးသူ့အနေနဲ့ဒီပွဲကသူ့ပွဲရင်အောင်ဆုံးထိုးပွဲကြီးဖြစ်တယ်များကြီးလည်းပြင်ဆင်ထားရပြဆိုတော့ပြည်သက်တွေနဲ့လည်းတွေ့ချင်းလို့အခုဘန်ကောက်မြို့ကိုစောစစ်စစ်ရောက်ရှိလာပြီဖြစ်တယ် ဆိုတော့ဒီပွဲကလုံးဝအပြက်ခံမှာမဟုတ်ဘူးမပြက်ပါစေနေလို့ပဲကျွန်တော်ပိသက်တွေကလည်းစူတောင်းနေပါတော့ဆိုတော့ပွဲချိန်ကတော့3ရက်နေ့လို့အောက်တိုဘာလ3ရက်နေ့လို့ကြေညာထားပါမယ်မြန်မာချိန်နဲ့ဆိုရင်တော့ဖြစ်ဒါအောက်တိုဘာလ4ရက်နေ့မနေ့ခဏနာရီခွဲမှာစမှာပါအောင်လာပွဲကကြတော့နော်ဒါကောင်းပွဲဆိုတော့ဒါ10နာရီလောက်မှာကျွန်တော်ချိန်ရမှာဖြစ်တယ်မြန်မာပိသက်တွေအနေနဲ့ဒါကွင်းထဲကိုခဏနာရီနော်15မိနစ်အနည်းဆုံးထားပြီးတော့ရောက်လာချဖို့အတွက်ကျွန်တော်အနေနဲ့ပြောချင်တဲ့ပွဲမတိုင်းခင်မှာအောင်လာနဲ့နှုတ်ဆက်တာတွေကျွန်တော်လှုပ်ချမယ်ဗျာနောက်ထပ်တိပြောဖို့ကောင်းလဲဟုတ်တယ်မလား ဆိုတော့နော်မြန်မာပြည်သက်ဒေဆောစီရောက်လာပြီးကြပါအော်အဓိကတော့အခုလိုမျိုးပြိုင်ပွဲဖြစ်တဲ့ခါနဲ့စမ်းနော်နေနေမကောင်းတဲ့ခါကျတော့ online အန်ဆန်နော်ပွဲမပြတ်ဖို့ပဲစူတောင်းပါရယ်ဗျာ